listen, I see the mind. ဲဗျာเนาะကျွန်တော်တို့နင်းစီအငိမ့်အဖွဲ့ကြီးအငိမ့်အဖွဲ့ပေါ့ဗျာပညာရှင်တွေတော့မဟုတ်ပါဘူးလူပညာဝါသနာရှင်လေးတွေပါဟုတ်ပါဗျာဒီငိမ့်အဖွဲ့ကြီးမကားတော့ဘူးရဲ့လို့ပြည်သက်ချံမှာခံဝင်ခဲ့ကြတယ်ဒီငွေချင်းတွေဒီလူရှင်တော်တွေဒီစင်မြင်းဘုံမှာဘယ်တော့မှပြန်မဆုံကြဘူးတော့ရဲ့လို့ကျွန်တော်မှတ်ယူခဲ့ကြတယ် ကဲအခုအချိန်မှာတော့ကိုညီကိုမောင်နှမသားချင်းနေအခက်ခဲတဲ့အကြောင်းမျိုးမျိုးကြောင့်လိုအပ်တဲ့အချိန်ရောက်လာပြန်တော့ဘယ်လိုလဲဒီရောက်လာပြန်နော် I'm shuffling, I'm shuffling, everything I'm shuffling, everything I'm shuffling, shuffling, shuffling. ဘသူလဲဘသူလဲအဲ့ဘသူလဲဘသူလဲဘသူလောက်လိုက်တာလဲဘသူဖွင့်တာမဘသူလက်ဆောင်နေဟာသချင်းနေရှောက်ဖွင့်နေရတယ် ဆက်ဆံမရဒုက္ခပဲမဟုတ်ဘူးကတော့ကတော့ကတော့ပါဗျာအကောင်ဟာဖြစ်သွားတယ်ကျွန်တော်တို့ဒီခွေးစုံနေတဲ့ဒီဖြောပြင်းတိဆက်မှုကမအပ်ဆက်ဘူးဗျာမဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးတမင်စင်ဒီဘုတော့ဆိုရမှာမဟုတ်ဘူးဟုတ်တယ်ဟုတ်တယ်မရရှက်ဖယ်လေမရှက်ဖယ်နဲ့လေဒီဥစ္စာတမင်စင်ကတော့ဖောက်ပြဲရောက်တယ်။ငါတို့ကရုပ်ရှင်မင်းသားရဲ့အဆိုတော်တွေဆိုပေမဲ့လေခုနကတပင်းစင်မြေပေါ်မှာတပင်းအမှုပြုကြရင်တပင်းရိုးရအောင်လို့မဖြက်စည်းစင်ဘူးလေ။ဒါပေါ်တယ်မလား။ခွန်းတောက်ရင်ဆိုရမှာလေ။ဟုတ်တယ်။ဒီတပင်းဆိုခွန်းတောက်ကနေစရတာ။ဟုတ်တယ်ဗျာဟုတ်တယ်ဗျာဟုတ်တယ်ဗျာ။ ကဲနောက်ပိုင်းလူတွေချက်ဖက်စားရတင်သွားလိမ့်မယ်ကျေးဇူးသားရေခမေပါဗျာဒီစင်မပြန်ငတ်ပါဘူးရဲ့လို့မန်တမြကိုလည်းဥတော်တီးမန်ပါဗျာမန်ပါဗျာမန်တမြကိုလည်းဥတော်တီးဥတော်တီးမြူပြောရွှေနေစီဘွားသားတို့ရောဟုတ်ပါ အထူးထင်ပေါ်အောင်မြောက်စားကြရတာကြောင့်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ပါလေတောက်ကြွကြရမြန်မာပြည်မြန်မာပြည်မင်္ဂလာရှိတဲ့တကူလူကြီးပါလေမြန်မာကနေရင်ခေတ္တမောစီကဟုတ်တယ်အဒီပြောဖို့မဖြစ်နိုင်ဘူးဟုတ်ပါဗျာပစိပ္ပယောဂာမြေကျွဲခဲ့ပြီမို့ဘာလို့ဘာလို့ ဲ့ဘာလို့ပါအဲ့ဗစိတ်ပတ်ဆိုတာပါလဲဗျအရှင်းပြပါဦးဗစိတ်ပတ်ယောဂအမြင့်တွယ်ခဲ့ပြီဆိုတာဟိုအရင်တော့ငါတို့ညှိနေကြကြတယ်ဘာပြောပြောဟိုကမပြောနဲ့ဒီကမဆိုနဲ့ဟိုလိုမလုံနဲ့ဒီလိုမလုံနဲ့နော်ဆိုတော့တာမြင့်ဆက်တွေများလို့လို့ဗစက်ပိတ်ထားတဲ့ယောဂရဲ့အမြင့်ခိုင်ခဲ့ပြီမို့လို့တင်ထားလိုက်တာပါဗျာဟုတ်ပါဗျာမှန်လိုက်တာကိုကျေပိတ်တဲ့ဩဘာကိုအဖြစ်ပိုင်ခဲ့ ါလားဩဩဟဲ့ကဲသူကမေနော်စိတ်မပြတ်သားကျွန်တော်တို့နေမှာလေဟုတ်တယ်ဟောင်းလေဗျာမိတ်တဲ့အပြူသဘောဆောင်လို့ဟုတ်ကဲ့ညီညွတ်ချင်းစီတွေရေရေလေးဟဲ့ညီညွတ်ချင်းစီတွေရေဟုတ်ပါဘူးဘိုးဘိုးလားအတန်းဝင်နေပါလို့ဆိုတော့အတင်းပြန်ခတ်လိုက်မင်းခုနောက်ရေတမျိုးပါလားဗာလဲအတန်းညီညွတ်ချင်းစီတွေရေဟုတ်ကဲ့ဟုတ်ပါပြီ ီလိုနီကြကြဟုတ်ပါဗျာဒီလိုနီကြကြဒီမိုကရေစီရလို့ကြကြနာနာကပြပါအိုးအိုးမဲမင်္ဂလာရှိလိုက်ပါဗျာဟုတ်ပါဗျာကဲဟုတ်ပါဗျာနမရရတဲ့ပွဲကြီးကလည်းမင်္ဂလာရှိတယ်ဗျဟုတ်တယ်ဗျနော်အလူပွဲကိုအလူပွဲကိုဗျနော် ကျွန်တော်တို့ဟလာရခိုင်ပြည်နယ်အတွင်းမှာတည်ထင်ရတဲ့ပြည်ပပြည်သူများဟုတ်ပါတယ်ပြန်လဲတိုးတက်ရေးဆိုတဲ့ဟုတ်ပါကျွန်တော်တို့အလူငွေတွေကောက်ခံကြတဲ့နေရာမှာဟာမနေဘူးညာနော်ဟုတ်ပါတယ်ကျွန်တော်တို့ပြည်ပပြည်သူများလှူတန်းလိုက်တာညာပီတီပြဖို့ကောင်းပါတယ်တကယ်ဟုတ်ပါပီတီပြဖို့ကောင်းပါတယ်ဒါတောင်မှလှူကြတာလှူကြတာဝေယုံတော့ကလည်းဖြစ်မှာဆိုလို့စေတနာဖြစ်မှာဆိုလို့တော့မလှူတော့ဘူးတမ်းမြင့်ထားတာတွေမှာကြောင့်ဖြစ်ကုန်ပြီဟုတ်လားဟုတ်ပါဗျာဒါပဲဗျာနော်ကျွန်တော်တို့ဟလာကျွန်တော်တို့တိုင်းရင်းသားညီကောင်မောင်နှမတွေ ဟုတ်လားဟုတ်ကဲ့တနေ့နေရာမှာဗာပင်နေရာမှာပဲဗာတိတိဟုတ်ပါတယ်မိသားစုသပွဲသဘောထားရပါတယ်မှန်ပါတယ်ဗျာဟုတ်ပါတယ်တမီရဲတွေဒီရဲတော့ကြတာကိုဗျာဒါပဲဗျာနော်ဟုတ်ပါတယ်ဒီတို့ဟေးအမေဟေးအမေပဲတော့ဟုတ်ဟောဘာဖြစ်တော့လေဖြစ်တဲ့အကြောင်းအရာတစ်ခုကတော့အကျိုးတရားနဲ့အကြောင်းတရားရှိကြတာကိုပါပါဗျာအကျိုးရှိမှအကြောင်းဖြစ်လာတာဟုတ်ကဲ့နော်ဟုတ်ပါတယ်နော်အင်းအဲ့တော့အကျိုးရှိမှအကြောင်းကျဘာလို့လဲဖြစ်ဖြစ်နေပြောသလိုပေါ့ကွာဟုတ်တယ်နော် တော်ရခိုင်ပြည်ကိုသင်ခဲ့တာယူဟုတ်တယ်နော်ခိုင်ပြည်မှာဟလာအခုကျွန်တော်လူတွေဖြတ်သန်းတဲ့နေရာမှာကျွန်တော်ကာလသုံးခုရှိပါတယ်ဟုတ်ပါတယ်ဗျအတိတ်ရဲ့နားကရဲ့ပြစ်စုပံမှန်ပါဗျာအခုဖြစ်ပြီးသားကိစ္စအတိတ်ပေါ့ဗျာမှန်ပါတော့အတိတ်ကိုအတိတ်မှာထားရမှန်ပါတယ်ခင်ဗျာအခုလက်ရှိဟလာကျွန်တော်တို့ကြည့်နေရတဲ့ခံစားနေရတဲ့နော်ဒီပြစ်စုပံတဲ့မှာကျွန်တော်အကုန်လုံးပြောင်းတိဆောက်ကြရမှာပါမှန်ပါတယ်ခင်ဗျာနောက်ဆုံးတော့ရွေးချက်ပါပဲဗျာဒါမှကျွန်တော်ရဲ့အနာဂတ်တွေကလှပမှာဟုတ်ကဲ့ဟုတ်ပါတယ်ဟုတ်ပါတယ်ဗျာရန်မန်ကန်တဲ့စကားတခုပါကြေကိုချင်းကျွန်တော်တို့ ။သောကပြောသွားသလိုပါပဲစင်မုံပြန်မတက်ဘူးဆိုပြီးတော့ကျွန်တော်တို့မနေ့ကမကခဲ့ဘူးပါတယ်။ဟုတ်ပါတယ်။ဒုရခွင့်ပါပါ။ဟုတ်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးပြန်လေတက်လာပြန်တော့လေအခုဆိုရင်ကျွန်တော်တို့ဒါဖြိုပြေးစင်မုံကိုတစ်ခေါက်ပြန်လေရောက်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်ခါဖြိုပြေးစင်မုံကိုရောက်ရှိနေတဲ့မတူဘူးပြကျွန်တော်ကအကြီးကလည်းမတူဘူးအရှင်တော့တည်းမဟုတ်ဘူးမတူဘူးဒါမဟုတ်ဘူးမဟုတ်ဘူးဟိုခန္ဓာချက်တွေမပြေဘူးပုံလုံးကအငိမ့်ကမယ်ဆိုရင်ကျွန်တော် လုံးလုံးပဲပေါ့နော်ဒါဆိုရင်ကျင့်ကြရဲအနည်းဆုံးနှစ်ပတ်ကနေတစ်လကြာကျင့်ကြရဲဩလေးကျင့်တယ်လေးကျင့်ချင်းပို့ရချင်းပို့ရတဲ့အကြောင်းပုံပြီးစူးစမ်းကြပို့ရဟုတ်ပါဘူးမင်းတကယ်ပါဒီအငိမ့်ကျွန်တော်တို့ကြွားပြောမှမဟုတ်ပါဘူးတကယ်ပါမရမကောက်အတင်းကိုကျွန်တော်၃ရက်၄ရက်နဲ့ရအောင်ကျွန်တော်တိုက်ထားတာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့အားလုံးလည်းနေမိညာမိနဲ့ကျွန်တော်ဒီအလူပွဲကြီးဖြစ်မြောက်ဖို့အတွက်ပဲကျွန်တော်တို့စိတ်အားထက်သန်စွာနဲ့ကျွန်တော်တို့ပင်မဆင်းရဲခံခဲ့ပါတယ်ပင်မဆင်းရဲခံရကျိုးလည်းနှက်ပါတယ်ဗျာကျွန်တော်တို့ဂျင်းထဲမှာပီတိတွေအပြည့်နဲ့ ဒီနောက်တည်းတည်းယူနိုက်တက်နိုင်ခဲ့ပါပြီ။တော့ကြည့်ရှုတဲ့ပြည်သက်တွေအတွက်လည်းကျွန်တော်တို့တာဓုခေါ်ပါရယ်ဗျာ။စကိုင်းနဲ့က TV ဖန်သားပြန်ကြည့်ရှုတဲ့ပြည်သက်တွေတော့အခုကိုယ်တိုင်ကိုယ်ကြကြွအောင်အားပေးတဲ့ပြည်သက်တွေကိုကိုယ်တိုင်ဌာနမှာလူပညာလောကကြီးပါဝင်ခဲ့ကြတော့ညီကောင်မောင်နှမတွေကိုအားလုံးတာဓုခေါ်ပါရယ်ဗျာ။မှန်ပါတယ်။ဟုတ်ပါတယ်။ခုလိုရေးပေါ်လိုအပ်နေတဲ့အချိန်မှာဟုတ်ပါတယ်။ကျွန်တော်တို့အခုလိုကုညီခွင့်ရတာလူတန်းခွင့်ရတာအင်မတန်မဟုတ်ကုသိုလ်ရပါတယ်။မှန်ပါတယ်။မှန်ပါတယ်။ဟုတ်ပါတယ်ခုကကျွန်တော်ပြောတာအရှင်တော်ဆိုကျွန်တော်တက်လာအောင်ချိန်ရတယ်။ဟုတ်တယ်။နောက်ဂျားထဲမှာကားခဲ့တဲ့မင်းစီတွေ တပတ်လောက်ချိန်ရတယ်ဟုတ်တယ်အခုဆိုရင်တို့တို့တနေ့ရက်၃ရက်အဓိကပြောချင်တာကတော့အမှပါသွားလို့ရှိရင်ဟုတ်ပါတယ်ပြင်နာမှမဖြစ်ပါတယ်ဆိုတော့ဒီကိုကြိုပြီးတော့ပြောပါချင်ပါတယ်ခင်ဗျာကျွန်တော်၃ရက်ခဲတဲ့ကျွန်တော်တို့လည်းစူးစမ်းပြန်ကြားလောက်ကလည်းပြင်လုံးလေးတွေပါโอเคပါကျွန်တော်တားလဲနားတော်ကြည့်ပါဦးမဲအကြီးရယ်ဝဲစားနေပါပြီဝဲဝဲရချင်းစင်စားငယ်နေတို့ရေညခုနကိစ္စလေးကပြန်ကောင်းချင်တယ်ကွာအဲကကက အကြောင်းအရာလေးကအကျိုးတရားရှိရင်အကြောင်းတရားဖြစ်တယ်အကြောင်းတရားလေးတွေဆက်ဆက်နေရလေဟုတ်ပါတယ်အခုကိစ္စကကြတော့ဟွမင်းကရခိုင်သားဆိုတော့ပိုသိမယ်ထင်တာမင်းကငါတော့မသိဘူးဖြစ်နေတာဟုတ်အဲ့လိုမသိဘူးသိတာပေါ့သိပါတယ်အဲ့ဒါကပြောပြမယ်ဘယ်ကဘယ်လောက်သိလို့ပြောပြအောင်အခုဖြစ်တဲ့ကိစ္စကဘူးသီးကျော်ဆိုင်မှာမောင်းတီးတဲ့ကိစ္စအစဖြစ်တာဟေးဘူးသီးတော်မောင်တော် အော်ဟုတ်တယ်ဘူးတိရချိန်မှာမောင်းတိတာနေလေအဲ့ဒါအချိန်မောင်းအောင်လုံးကဘာလဲရှောက်ဘူးတိတာမောင်းတော့သူပြောမှာအဲအဲဟုတ်တယ်တက်ပြီးလို့တက်တယ်အဲအဲအဲ့မှာဖြစ်တာอืมအဲ့လိုအဲ့လိုစားအဲ့စားစားဘောသူကတောင်ကုန်းမြောက်ကုန်းနဲ့ကျယ်ရွာတယ်ဟောပြုံးတောင်မကုတ်ရောက်မှာပူဆိုးလာတယ်။ဟောလားလို့လား။ဟာတောင်မကုတ်မြောက်ကုတ်နဲ့အေးမဟုတ်ပါဘူးငါဖို့။ဘယ်လိုသိလဲလေ။အဲအဲ့ဒါလေပြီးတော့အကုန်ထင်းအာလုံးအစ်စေကောပြောပြောခင်းနေချားတယ်တပြည့်ပြည့်နဲ့ ြစ်လာတော့ယသိတောင်မနိုင်တော့တဲ့အချိန်ဖြစ်လာတော်တော်ဆိုးတာဟမ်ယေယိုအဲ့ကောယသိတောင်ကိုရောက်တာ ਨੇ ဟာအဲ့လိုတဖြည်းဖြည်းကြီးထွားလာအော်အဲ့အဲ့လိုမျိုးအဲ့လိုနာကုန်သိပါလေနာကုန်သိတယ်ဟာအဲ့လိုဖြစ်လာတော့ဟောကောလောလောဖြစ်လာတော့စိတ်ပူကြပေါ့နောက်ဆုံးကွာစစ်တွေရောက်မှပဲနည်းနည်းညိမ့်ပါဒါပဲအင်း ဟုတ်တယ်လေကာမမှန်ဦးလားအာရံတတ်တယ်မှန်ဟုတ်လားမှန်ပြီငါငါရံတတ်တယ်အာဟောထဲထဲဟလားဟလားမိပါလို့လိုက်တာလေမဆန့်လောက်တယ်ဟိုငါဆိုတာအဲ့ဒါပါပဲဒါလည်းလို့ဖြစ်တာလေစစ်တွေကိုရောက်မှနည်းနည်းငြင်းချမ်းသွားတယ်အဲ့ဒါစစ်တွေသွားပြီစစ်တွေလူသားကြီးဒီကိမ်းမြင်းနေတာဟုတ်တယ်ကျွန်တော်လည်းသွားပါတယ်စစ်တွေသွားပြီလူတွေကကြမ်းပါတယ် အဲဒါနဲ့အဲစစ်တွေ့ရတဲ့ပြန်လာပြန်တော့လေအဲဘူးသီးတော်တိုင်းမှာမောင်းပြီးပြန်ဩဘယ်နှပတ်လောက်ပြန်မရောနေမလဲရလိုက်ရလိုက်ရလိုက်ဟုတ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 ်ဘောကျွန်တော်အခုငါတယောက်တည်းပြန်တယ်ဟုတ်ဘောလေလေလက်စင်ကလာရအောင်နေတို့ကဲညညချင်းချင်းလေးစီကလာဟုတ်ကျွန်တော်ရဲ့ကျွန်တော်ညညချင်းလေးစီရတော့ဟုတ်လေလက်ကစားလေးလေကုန်ပြီကဲပါကဲပါကဲပါငါတို့ အငိတ်အငိတ်ဘွေအဖွင့်မှာအရှင်ဘွေနဲ့မတူဘူးဟုတ်တယ်အမှုဘွေကျွန်တော်ရှင်းမှာခေါင်းထဲလဲဆိုပြီးကဲမင်းသမီးခေါ်မယ်အော်မမွေးနေဦးကအခုကတော့အငိတ်ဘွေကြီးစားထွက်တဲ့အချိန်မှာပဲရေရနာမြိုင်ဆောက်လို့ရေကတရာတရားတွေနဲ့အလွန်ငွေကျက်ဆယ်သိန်းကိုထပ်မံလူတန်းတော့ပါတယ်ခင်ဗျာဟုတ်ပါဘူးဒါမင်းကရှိတယ်အခုလိုပြောဟလားဒါကျွန်တော်ရဲ့စီးလုံးမှုဟုတ်ပါတယ် ကျွန်တော်တို့ရဲ့စီလုံးမှုကဒါအရာထင်တဲ့သဘောပါပဲဟုတ်ပါတယ်ခင်ဗျာဒါကတော့တူးမြစ်တာတူးမှဖြစ်သွားတာဟုတ်ကမြစ်တာကအေးစင်းနေအဲ့ဒါကြောင့်ကျေးဇူးများကြီးပါတယ်လွယ်ကူပါတယ်မြင်စမ်းပါတယ်ဟုတ်ပါတယ်ခင်ဗျာပါပါအခုမင်းသမီးခေါ်ကြမယ်ကဲမမို့ရေကဲဆိုင်ကလေးကမင်းသမီးကိုခေါ်ပါဦးခင်ဗျာဘယ်သူရလဲဘူးတော်အော်ဟုတ်ပြီထူလာပါလေယူပါရောထူလာပါလေယူပါရောမြူးကြော်ရောမြူးကြော်ရောပရိသတ်ကိုဖြာပြင်းပေးမယ်ကလေးနှမဖူးစုံရေကဲ အားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါသည်ရှင်။ဥဆုံးပထမဦးဆုံးဂုံတော်အခွင့်နေနဲ့ဂုံတော်အခွင့်ဆိုတဲ့သချင်းလေးနဲ့ကပြဖြိုပြပြရစီ။ပထမတော့ဒီသချင်းကိုမကတော့ဘူးလို့ဆုံးဖြတ်ထားမိပါတယ်။သချင်းအစ်တစ်ပုတ်နဲ့ပဲ ကမဲဆိုပြီးတော့စဉ်းစားမိပါသေးရဲ့ရှင်။ဒါပေမဲ့ဒီသချင်းလေးကကိုနိုင်ငံကိုလူမျိုးကိုဘာသာကိုမမေ့ကြဘူးတိုက်တွန်းထားတဲ့သချင်းလေးဖြစ်ပါရဲ့ရှင်။အဲ့ဒါကြောင့်မို့အခုရောက်ရှိနေတဲ့မိဘပြည်သူများရောကမ္ဘာနိုင်ငံအသီးသီးမှာရောက်ရှိနေတဲ့မိဘပြည်သူများရောအထူးသဖြင့်ရခိုင်မှာရောက်ရှိနေတဲ့ မိဘပြည်သူများအားလုံးအားလုံးကိုကိုယ့်ရဲ့ဘာသာကိုမမေ့ကြဖို့စိတ်ထဲမှာအမြဲတမ်းရှိကြဖို့တိုက်တွန်းထားတဲ့ဒီသချင်းလေးကိုကျမပြန်ကမယ်ဆိုပြီးတော့ရွေးချယ်ဖြစ်ပါရဲ့ရှင်ပရိသတ်များအားလုံးကျမ်းမာချမ်းသာခြင်းမေတ္တာပို့ရင်းနဲ့ကျမတို့ရဲ့ညီညွတ်ချင်းနှင်းစီဆိုတဲ့သချင်းလေးကိုဂုံတော်ဖွင့်သချင်းနဲ့ဖြော်ပြပြီးတော့ဖွင့်ပြရစီရှင် ပိတ်သက်များအလုံးကြည့်ရှုခံစားပေးပါဘာ